လက်ညှိုးတစ်ဆင့်စာအကောင်ပေါက်လေးကနေ6ပေလောက်ရှိတဲ့အကောင်ကြီးအဖြစ်ကြီးထွားလာတဲ့သားပိုက်ကောင်များမင်္ဂလာပါယူသနဲ့ဒိမန်ပရိသတ်ကြီးသားပိုက်ကောင်ကြီးတွေဟာအရွယ်ရောက်လာတဲ့အခါမှာအရက်6ပေ2မီတာလောက်ထိမြင့်မားလေးရှိပြီးအင်အားကြီးမားတဲ့ခန္ဓာကိုယ်ရှိကြပါလိမ့်ဒါပေမဲ့ဒီလောက်ကြီးတဲ့ကောင်ကြီးတွေကသူတို့မွေးဖွားတဲ့ဖြစ်စဉ်အရဆိုရင်အံ့ဩစရာအတော်လေးကောင်းပါလိမ့်သားပိုက်ကောင်တွေအနေနဲ့နိုတိုက်တတ်တော်အုပ်စုတွေကမာဆူပီယယ်လို့ခေါ်တဲ့အမျိုးအစားဖြစ်ပြီးသူတို့ရဲ့ကိုဝင်ဆောင်ကာလကရက်ပေါင်း30ဝန်းကျင်သာရှိပါလိမ့် အဲ့လိုမျိုးအစောပိုင်းအဆင့်မှာမွေးဖွားလာတဲ့သားပိုက်ကောင်ပေါက်စလေးရဲ့အရွယ်အစားဟာပဲစီလေးတစ်စီးဒါမှမဟုတ်ရင်လူရဲ့လက်ညိုးလေးတစ်စစ်စာလောက်သာရှိတာဖြစ်ပြီးမျက်စီလည်းမမြင်ကြပါဘူးဒီလိုအင်မတန်သီးငယ်တဲ့အကောင်ပေါက်လေးတွေဟာမွေးပြီးတာနဲ့မိခင်ရဲ့ခန္ဓာကိုယ်အမွှေးတွေပေါ်မှာသူ့လိုလိုတွားတွားတက်ပြီးခီးရှည်ကြီးကိုဖျက်တမ်းရင်းပဲမိခင်ဖြစ်သူရဲ့1 by 8ထဲကိုရောက်အောင်တွားရပါလိမ့်အဲ့ဒီအိတ်ထဲကိုရောက်တာနဲ့노သီးကောင်ရှာပြီး노ဖို့ဆိုနောက်ထပ်6လလောက်ကြာအောင်ဆက်လက်ကြီးထွားဖွံ့ဖြိုးဖို့အတွက်အချိန်ယူရတာပါ အေယာမအကောင်ကြီးတကောင်ဖြစ်လာဖို့အတွက်လက်ညှိုးတစ်စစ်စာလေးကစတင်ခဲ့ရပြီး6လလောက်မိခင်ရဲ့ဘိုက်ထဲမှာဆက်လက်ပြီးတော့ကြီးထွားတာကအံ့ဩစရာဖြစ်စင်ပါပြီ